မြန်မာအိုင်ရောအဆိုတော်စောထက်နိုင်ဆိုရဲ့အဓိကဆိုတဲ့ DL ဘန်မိတ်ဆက်ဖျော်ပြရောင်းချပွဲကိုတော့ဖေဖော်ဝါရီလ၄ရက်နေ့ကလှဲရဲစင်တာမှာပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့မြန်မာအိုင်ရောကနေဆူရခဲ့တဲ့ဆောလာထော်ဝါ၊မေဂျီ၊ဆိုဖီယာအေဗရက်နဲ့အဆိုတော်ကောင်းကောင်းတို့ကလည်းလက်မှတ်ရေးထိုးဖျော်ပြပေးခဲ့ကြပါတယ်။အဆိုတော်စောထက်နိုင်ဆိုအနေနဲ့ပထမဆုံးတကူရောအယ်ဘမ်ကိုပြင်ဆင်ရမှာဘလို့အခက်အခဲတွေကြုံတွေ့ခဲ့ရလဲ။ ကြီးရရတော့ဆိုတော့အများကြီးပေါ့နော်ဒါပေမဲ့လည်းအဓိကအရေးကြီးတယ်ဆိုတော့ကျွန်တော်ထင်တော့စိတ်တွေပဲထင်တာပေါ့နော်စိတ်ပါပဲဆိုတော့ကျွန်တော်တို့ညာကြီးတော်များတာဝေခန့်တာတွေကြွားမယ်အတိုင်းခိုက်တွေကြွားမယ်ပေါ့နော်ပြီးတော့ဟိုဟိုသာပြိသက်တွေအားပေးမှုတွေတခါလေပြိသက်တွေရဲ့ဝေမှာမှုတွေခံလာဖို့ဘယ်လိုလဲစိတ်ခေါ်အားတွေဝေဖို့တော့လုံးဝထင်တယ်ဟုတ်ကဲ့ဘာလို့လဲဆိုတော့ဟိုကျွန်တော်ရဲ့အတွေ့အကြုံရပါပေါ့နော်ကျွန်တော်မြန်မာတွေတော့ပြန်လာတယ်ပြန်လာတယ်တောင်းချောင်းပါလေဟိုကျွန်တော် ားခတ်မှုတွေသူရှိရပေါ့ဒါပေမဲ့အဲ့ဒီမှာစိတ်နဲ့ကြားလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ဘာမှလုပ်လို့မရတာပဲစိတ်နဲ့မကြပါနဲ့စိတ်ကိုအကောင်းဆုံးပြင်ဆင်ထားမယ်လို့ရှိရင်တော့အကောင်းဆုံးဖြစ်မှာပါတော့ဒီပွဲကိုလာရောက်အားပြခဲ့တဲ့အဆိုတော်ဆိုဖီယာအေဗရက်ကတော့ မြန်မာအိုက်တော့အဖွဲ့သားတွေလက်တွဲဖြစ်တဲ့အကြောင်းကိုအခုလိုပဲရှင်းပြခဲ့ပါတယ်။ဒီမှာဒီ၁၁ယောက်ကတော့မြန်ဆက်လက်ပြီးတော့ဒီလိုပဲလက်တွဲရှောင်းနေမှာပါ။အာဒီလိုလက်ပြန်ခဲ့တယ်ပေါ့နော်။တကယ်ရစီနေတာလည်းဒီပြိတ္တိတွေပေါ့နော်။မနက်ဖြစ်တဲ့အတွက်လည်းမမေ့ကြအောင်ပေါ့နော်။အခုမှမလုပ်ခဲ့လည်းနောက်ပိုင်းနေမှာ။ ိုတော့တယောက်အတွက်တော့ရင်ထဲကလာတဲ့ခံစားချက်ကိုတခြင်းအပေါ်ခံစားဆိုနိုင်ဖို့အရေးကြီးတယ်လို့မေကြီးကဆိုပါတယ်ဒါပေမဲ့သူနဲ့နောက်ထပ် cosplay ဆောင်းနေတော့လုပ်လို့ရှိပါတယ်လက်တွေ့မရှိပါဘူး။မိကြီးချင်တာတော့အစတော်ပြောက်ကသူ့ရဲ့ရင်ထဲကပါလာတဲ့ခံစားချက်အတိုင်းအချင်းပေါ်မှာခံစားသူစုမှုကအရေးကြီးဆုံးဖြစ်ပါတယ်။မြမအိုက်ရောပြိုင်ပွဲကလေးက စောထနိုင်စိုးရဲ့ပြိသက်ဖြစ်ခဲ့တဲ့မမေသူခင်ကတော့အမြဲတမ်းအားပေးနေမှာဖြစ်ပြီးအောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။ဒါအမြဲအားပေးနေပါ